ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးဟုတ်ကဲ့ပါဆရာကြီးဒီတစ်ပတ်မှာဆရာကြီးဘယ်လိုခေါင်းစဉ်နဲ့ဆွေးနွေးပြသွားမလဲဆိုတာလည်းပြပြပေးပါအောင်ရှင်ဆရာတော့ခေါင်းစဉ်လေးကိုပေါ့လေဟုတ်ကဲ့ပါဆရာငွေကြေးနဲ့ပတ်သက်ပြီးတော့လွတ်မြောက်မှုရရန်ဆိုပြီးတော့ခေါင်းစဉ်လေးပေးထားပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လွတ်မြောက်မှုရရန်ဆိုတော့ဘယ်လိုလွတ်မြောက်မှုမျိုးလဲဆိုတော့ဆရာပြောပြပေးပါအောင်ရှင်။ဟုတ်ပါတယ်။လွတ်မြောက်မှုရရန်ဆိုတော့အဓိကကတော့ဘာကိုပြောချင်တာလဲဆိုရင်ငွေကြေးအတွက် ပူပင်စရာမလိုတဲ့ဘဝကိုရအောင်ဟုတ်ကဲ့ပါဆရာเนาะဘာတွေလုပ်ရမလဲအဲဒါလေးကိုဆရာဥသာပေးပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်အဲတော့ငွေချင်းနဲ့ပတ်သက်လာရင်လဲကြလားရယ်လူတော်တော်များများကဘဝတစ်ခုလုံးမှာငွေရဖို့ပဲအလုပ်လုပ်နေကြတယ်ဟုတ်ကဲ့ပါဆရာဟုတ်လားငွေအကြောင်းကိုတော့နားလည်အောင်သင်ဖို့မိနေကြတယ်ဟုတ်ကဲ့ပါဆရာကလေးဘွားတော့ကဆရာတွေမိဘတွေကသင်ခဲ့တဲ့အတိုင်းပဲမင်းတို့ကြောင်းတက် ကြောင်းမတက်ရင်မင်းတို့ပညာမတက်ရင်အလုံးမရရင်မင်းတို့ဒုက္ခရောက်နိုင်မယ်အဲ့တော့မင်းတို့ကြောင်းတက်ကြကြောင်းမမတက်ဆောင်းဝဲအောင်လို့နော်ဘွဲရအောင်လို့ဘွဲရပြီးရင်တော့အလုံးလို့ဒီတိုင်းပဲလူတွေကလိုက်နာကြတယ်ဟုတ်ကဲ့ပါရတဲ့လာကတွေကလည်းအဲစုနိုင်သလောက်စုအစင်ပြေမယ်လို့ထင်ကြတယ်ငွေကြီးအတွက်ပူပင်စရာမလိုတဲ့ဘဝကိုဒီနည်းနဲ့ရအောင်လို့မရနိုင်ပါဘူးဟုတ်ကဲ့ပါဆရာလူတော်များများကလည်း အလုံးလုံးနေနဲ့ဘာစဉ်းစားလဲချမ်းသာဖို့အိမ်ပိုင်ဖို့ကားကောင်းကောင်းစီးနိုင်ဖို့ brand ပစ္စည်းတွေကိုကင်နိုင်ဖို့ခီးတွေထွက်နိုင်ဖို့เนาะနောက်တစ်ခါဘန်ထဲမှာငွေအမြောက်များပိုင်ဖို့ပဲစဉ်းစားပါတယ်ငွေချင်းနဲ့ပတ်သက်ပြီးပူပင်စရာမရှိတဲ့ဘဝကိုရောက်ဖို့ကတော့ငွေချင်းနဲ့ပတ်သက်တဲ့ဥရေသားတွေကိုနားလည်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဆရာခက်တာလဲငွေချင်းနဲ့ပတ်သက်တဲ့ဥရေသားတွေကို လူနည်းနည်းလောက်ပဲသိပြီးတော့လူတော်တော်များများကတော့ဒီဥပဒေသားတွေမသိကြပါဘူးဟုတ်ကဲ့ဆရာဆရာဘာပြောချင်လဲလို့ပြောရင်ငွေကိုကရိယာတစ်ခုလို့အတုံးချပြီးတော့ဘဝကိုရက်တည်ဖို့လိုပါတယ်တရားကဥပဒေသားတစ်ပဲကြွရင်လည်းပြောချင်တာနော်ဟုတ်ကဲ့ပါဆရာငွေကိုကရိယာတစ်ခုလို့ပေါ့နော်အတုံးချမယ်ဆိုတော့ဘယ်လိုမျိုးလဲဆရာဟုတ်ပြီအဲ့ဒါကိုဆရာနည်းနည်းရှင်းပြပါမယ်နော်လူတော်တော်များများက ငွေကြေးနောက်ကိုပဲလိုက်နေကြတယ်ဟုတ်ကဲ့ပါဆရာငွေရဖို့အဓိကလို့စဉ်းစားနေတယ်တကယ်တော့ငွေရကရိယာတစ်ခုပါပဲဥပမာတစ်ခုအနေနဲ့ပြောပြမယ်ဆိုလို့ရှိရင်ဇူလိုင်ကအိမ်မှာမိသားစုဓာတ်ပုံလေးကိုနိုင်ရံမှာချိတ်ချင်တယ်ဟုတ်ကဲ့ပါဆရာနော်အဲ့ဒီပုံလေးကိုချိလိုက်တဲ့အခါမှာဒီပုံလေးကိုကြည့်ပြီးတော့မိသားစုပုံလေးကိုကြည့်ပြီးကိုယ်စိတ်ချမ်းသာမှုရမယ်ပျော်ရွှင်မှုရမယ်နော်ဥပမာကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ဝေးနေရတဲ့အချိန်မှာ ဟာဒီဓာတ်ပုံလေးကိုကြည့်ပြီးကိုယ်အိမ်တော်ဘက်ကိုသတိရမယ်ပြောရတဲ့ချိန်ကိုပြန်ဒီဓာတ်ပုံလေးဟာကိုယ့်အတွက်ပျော်ရွှင်မှုကိုပေးနိုင်တယ်ဟုတ်ကဲ့ပါဆရာဒါပေမဲ့ဓာတ်ပုံချိတ်တော့မယ်ဆိုရင်နှံ့ရမှာမလုပ်အောင်လားတန်ရိုက်ရတော့မယ်တန်ရိုက်ရတော့မယ်တန်ရိုက်တယ်ဆိုလက်နဲ့ရိုက်လို့ရမလားမရပါဘူးဗါနဲ့ရိုက်မလဲတူနဲ့တူနဲ့ရိုက်ရမလားတူနဲ့ရိုက်ရတော့မယ်အဲ့တော့နှံ့ရမှာတူနဲ့ရိုက်ရမှာတန်ဖြစ်လာမယ်အဲ့ဒီတန်ကြောင်လေးပေါ်မှာခုနဓာတ်ပုံလေးကိုချိတ်လိုက်တယ်အဲ့တော့ပြောရှင်မှုကိုပေးတာကအဲ့ဓာတ်ပုံလေးကပေးတာလေ ဟုတ်ကဲ့ပါဒါပေမဲ့အဲ့ဒီတန်ရိုက်တဲ့တူကကရိယာပဲဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဒီတူကပျော်ရွှင်မှုကိုပေးတာလားမဟုတ်ပါမဟုတ်ဘူးဒါပေမဲ့ပျော်ရွှင်မှုအတွက်ကတော့တူမလို့ဘူးလားလို့တာပေါ့ဆရာလို့လေကရိယာတခုပဲဟုတ်ကဲ့ပါအဲ့တော့ဒါလေးကိုကြည့်ပြီးပြန်ပြောရင်ဆရာတော်ကငွေချေးကိုတူလိုပဲသဘောထားရမယ်ဟုတ်ကဲ့ဒါကရိယာတခုပဲဆရာတော်လိုအပ်တဲ့အရာတွေကိုပေးနိုင်မှုအတွက်တုံးတဲ့ကရိယာတခုလိုပဲမြင်မှုလိုတယ်ဟုတ်ကဲ့ပါဆရာဘယ်သူကများ အိမ်မှာတူကြီးကိုချိတ်ထားပြီးတော့အဲ့ဒီတူကြီးကိုနဲ့ကြည့်ပြီးပျော်ရွှင်မှုရလို့လေမဟုတ်ဘူးလားမရပါဘူးဆရာဒါကြောင့်လို့ကရိယာတစ်ခုလိုပဲမြင်းမှာခုခေတ်ဆိုရင်တော့တယ်လီဖုန်းထဲကပါလေနံပါတ်တစ်ခုပဲတူကရိယာတစ်ခုလည်းလိုတယ်ဟုတ်ကဲ့ပါဆရာဟုတ်ငွေတွေအများကြီးရတိုင်းလည်းပျော်ရွှင်မှုမရနိုင်ပါဘူးဟုတ်ပါတယ်ဥပမာပြောရမယ်ဆိုရင် Apple ရဲ့ဖခင်ကြီး Apple ကိုထုတ်ခဲ့တဲ့ဖခင်ကြီး Steve Jobs အခုဆိုရင်ဟုတ်လား iPhone က16တောင် ပေါ်နေပြီဟုတ်ကဲ့ပါဟုတ်အစ်စ်ပေါ်နေပြီတော်တော်များများလူတွေအားလိုချင်တာအရင်ပဲအဲ့တော့ဒီ Apple ရဲ့ဖခင်ကြီးဟာအသက်90ကျော်မှာအင်မတန်အောင်မြင်ရတဲ့ Steve Jobs ကိုမသိရလို့မရှိဘူးဒါပေမဲ့သူ pancreas cancer ဖြစ်ပြီးတော့အိရာတွေလဲသွားတယ်ဟုတ်ကဲ့ပါဆရာတေကန်နီးနီးမှာသူပြောခဲ့တယ်ငွေဟာအဓိကမဟုတ်ဘူး သူ့ဘဝမှာငွေနောက်ကိုပဲလိုက်ခဲ့တယ်အောင်မြင်မှုနောက်ကိုပဲလိုက်ခဲ့တယ်ငါအချိန်ကြီးကုန်ခဲ့တယ်လို့ပြောခဲ့ပါတယ်ဟုတ်ကဲ့ဝေးရမဖြေရှင်းနိုင်တဲ့အရာတွေလည်းအများကြီးရှိပါတယ်ကျွန်တော်ဟုတ်ကဲ့ပါဘာကြောင့်လို့ပြောရှင်းဖို့ဆိုတာဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းနိုင်မှရတာပါငွေကိုကရိယာဖြစ်အသုံးချပြီးတော့ဘဝကိုအတိတ်ပဲရှိရှိဖြတ်သန်းရမှာပဲဟုတ်ကဲ့ပါငွေကိုမှန်မှန်ကန်ကန်အသုံးချနိုင်မှလေဘဝကအတိတ်ပဲရှိပါအဲ့တော့ဘယ်လိုအတိတ်ပဲရှိရှိငွေကိုအသုံးချမလဲ အတိပညာတွေရဖို့သုံးပါဟုတ်ကဲ့ပညာတွေရှာရမယ်စီးပွားရေးသေးသေးလေးရပဲစပြီးတော့လှုပ်ဖို့ငွေကိုသုံးပါမိဘကို ထောက်ပံ့ပါဟုတ်ကဲ့ပါဆရာကိုချစ်တဲ့လူတွေကိုထောက်ပံ့ပါဟုတ်ကဲ့လူအဖွဲ့အစည်းမှာအကူအညီလိုနေတဲ့လူတွေကိုထောက်ပံ့ပါဟုတ်ကဲ့ပါဒါဟာငွေကိုအသုံးချလို့အတိတ်ပဲရှိအောင်အသုံးချရတဲ့နည်းတွေဖြစ်ပါတယ်ငွေရဲ့ကြုံမဖြစ်ပါစေနဲ့ငွေကိုခိုင်းနိုင်တဲ့တခင်ဖြစ်အောင်ကြိုးစားပါ ဟုတ်ကဲ့ပါဆရာလူတိုင်းလူတိုင်းကငါငွေဘယ်လိုရှာရမလဲလို့ပဲစဉ်းစားနေပါလေစဉ်းစားရမှာကငါငွေရရင်ဘဝကိုအထိပ္ပယ်ရှိအောင်ဘယ်လိုဖြတ်သန်းမလဲလို့ပြောင်းစဉ်းစားပါဟုတ်ကဲ့ပါဆရာအဲ့ဒီလိုစဉ်းစားနိုင်မှငွေရလာတဲ့အခါမှာအထိပ္ပယ်ရှိရလို့တွေကိုလုံနိုင်မယ်ငြိမ်းချမ်းတဲ့ဘဝကိုရမယ်ပျော်ရွှင်တဲ့ဘဝကိုရမယ်ခိုင်မာတဲ့အနာဂတ်ကိုရမယ်မိသားစုကိုတာယာတဲ့ဘဝပေးနိုင်ပါလိမ့်မယ် ငွေကိုအကျိုးရှိအောင်တွန်းမှာငွေစုနီးတွေမှန်ပါစေဟုတ်ကဲ့ပါဆရာဆရာကပြောတယ်ငွေစုနီးပေါ့နော်မှန်ပါစေဆိုငွေစုနီးရဆရာရဲ့အများကြီးပဲပေါ့နော်အခုကနိပညာခဲဆိုပို့လို့တော့အများကြီးတွေ့ရတယ်အဲ့တော့ဆရာဆရာပြောတယ်မှန်ကန်တဲ့ငွေစုနီးကဘယ်လိုမျိုးလဲဆရာမှန်ကန်တဲ့ငွေစုနီးကတော့ပတ်စံကိုဗန်ထဲမှာစုမယ်ဆရာကိုယ်မှာအသိပညာစုပါဟုတ်ကဲ့ပါဆရာဒီရလာတဲ့ပတ်စံလေးကိုတုံးပြီးတော့နေ့စဉ်နေ့စဉ်ကိုယ်မှာအသိပညာတွေတိုးနေအောင်လုပ်ပါဟုတ်ပါတယ်ဆရာဘယ်လိုငွေစုမလဲ ရတဲ့ပတ်စံနဲ့အသိပညာတိုးအောင်လုပ်ပါကုခေတ်မှာလည်းပဲအသိပညာတွေအများကြီးရှာလို့ရပါတယ်ဟုတ်ပါတယ်တင်နန်းတွေတက်ပါမိမိကိုမိမိတိုးတက်ဖို့အတွက်ငွေသုံးပါတိုးတက်တယ်ဆိုတော့ငွေစုရတယ်တူတူပဲဟုတ်ကဲ့မိတ်ဆွေကောင်းတွေရဖို့အတွက်ငွေကိုသုံးပါဟုတ်ကဲ့ပါဆရာနော်မိတ်ဆွေကောင်းကတည်ရည်ကြီးပါတယ်ဖျားရှင်ကိုဟလား အန္တနာကိုရုံမြတ်ကြီးကမေးခဲ့ပါတယ်ရှင်ဘုရားမိတ်ဆွေကောင်းများရှေ့ချင်းဟာအရာဝတ္ထုတွေအလုတ်ကိစ္စတွေကို90ခန်းလုံးပြီးမြောက်တယ်ဆိုတာမှန်မှန်လားဘုရားလို့မေးခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဘုရားရှင်ကရှင်အန္တနာကိုချစ်သားအန္တနာသင်မှားပြီမိတ်ဆွေကောင်းများရှေ့ချင်းဟာတဲ့ရဲ့အမှုကိစ္စတွေကိုຢາနှုံးပြီးပြီးမြောက်စေလို့ပြောခဲ့ပါတယ်ဟုတ်ကဲ့ပါဆရာဒါကြောင့်မလို့ငွေစုလာရင်ဘယ်လိုစုမလဲ ကိုမိတ်ဆွေတွေတိုးလာဖို့အတွက်ဒီငွေကိုသုံးပါဟုတ်ကဲ့ပါဆရာဟုတ်အဲ့ဒီလိုလောက်တင်လောက်လာခဲ့လို့ရှိရငွေကိုအတိတ်ပဲရှိရှိသုံးတက်လာလိမ့်မယ်ငွေနောက်ကိုတဲကြီးမဲကြီးလိုက်တာတွေယော့သွားလိမ့်မယ်သူများနဲ့ပြိုင်တာတွေယော့သွားလိမ့်မယ်မိမိကိုမိမိလည်းပို့ပြီးတော့ထိမ့်သိမ့်နိုင်လာပါလိမ့်မယ်အဲ့ဒီခါကျရင်ချမ်းသာမှုအစစ်မှောင်လည်းရပါလိမ့်မယ်။ဗန်ထဲမှာတော့ငွေရှိခြင်းမှရှိလိမ့်မယ်။ ဒါပေမဲ့ဇူလိုင်ရဲ့စိတ်ထဲမှာဇူလိုင်ရဲ့နှလုံးသားထဲမှာဘဝမှာငွေကြေးကိုတုံးရတဲ့အခါမှာ အတိတ်ပဲရှိရှိတုံးတဲ့အတွက်ကြောင့်ချမ်းသာမှုအစစ်မှောင်ရလိမ့်မယ်။ငွေဆိုတာတကယ်တော့ကိရိယာပါ။ကိရိယာလိုပဲသဘောထားပါ။ငွေဟာအဓိကဆိုတဲ့စိတ်ကိုဖျောက်ပလိုက်ပါ။ ဟုတ်ကဲ့ပါဆရာဆရာပြောပြသွားပြီးတော့လေငွေကြီးကိုပဲပေါ့နော်ဒီရှာဖွေစုဆောင်ပြီးတော့ဘဝတစ်ခုဖြတ်သန်းပြီးကုန်လွန်သွားတာတည်းဆိုင်ငွေကြီးနဲ့အတူပျော်ရွှင်မှုကိုပေါ့နော်ဒီကရိယာဖြစ်သုံးချာပြီးပျော်ရွှင်မှုတွေရှာဖွေသွားမယ်ဆိုရင်တော့တကယ်ကိုကောင်းမွန်တဲ့ဘဝနေထိုင်မှုတွေရမယ်ဆိုတာကိုလည်းပို့ပြီးတော့သိမြင်ခဲ့ရတယ်ပေါ့နော်ဆရာအခုလိုဆရာဟာချိန်ပေးပြီးတော့လာရဆွေးနွေးပေးသွားတဲ့အတွက်ဆရာအထူးပဲကျေးဇူးတင်ပါတယ်ဆရာဟုတ်ပါပြီကြားရည်